Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခါတင်ဆက်ပေးမှာကတော့ BYD က San Francisco မြို့ထက်ကြီးတဲ့ EV ကားစက်ရုံတည်ဆောက်နေရဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ BYD ကုမ္ပဏီဟာတရုတ်နိုင်ငံကြံကျိုးမှာအလွန်ကြီးမားတဲ့လျှက်စစ်ကားစက်ရုံကြီးတစ်ခုတည်ဆောက်နေပြီးတည်င်းနေအရာ Studio M50 ခန်းကျယ်ဝန်းပါတယ်။ဒီ area ဟာ Studio M46 မှာရှိတဲ့ San Francisco မြို့ထက်တောင်ပိုကြီးပါတယ်။ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ပုံတွေအရအဲ့ဒီစေယုံဟာကားထုတ်လို့ရနေရတတ်တတ်တယ်မဟုတ်ပဲလူနေအဆောက်အုံတွေအားကစားကွင်းတွေနဲ့အပန်းဖြေဆုံတွေပါပါဝင်တဲ့မြို့တစ်မြို့တစ်ဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်သစန်းသတင်းစာကမက်စလာမှာအဲရီဆက်ယုံဟာတိဆောက်ရေးအဆင့်၅ဆင့်နဲ့အဆင့်၈ကြားမှာရှိနေတယ်လို့ဖော်ပြခဲ့ပေမဲ့ Business Insider ကတော့ဂျိုဒူပုံရိပ်တွေကနေတဆင့်လက်ရှိနေရာကို Studio M 1000လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ် ကဘာတဝမ်းမှာဝန်ထမ်း9သိန်းကျော်ရှိတဲ့ BYD ဟာနောက်ထပ်3လအတွင်းဝန်ထမ်းအသစ်2သိန်းထပ်မံခန့်အပ်ဖို့စီစဉ်ရှိပါတယ်။ကြံကျိုးစေရုံတစ်ခုထဲမှာတင်ဝန်ထမ်း6သိန်းလောက်ကိုအလုတ်ခံထားပြီးသူတို့တွေကအများစုဟာစေရုံဝင်ထဲမှာပဲနေထိုင်ကြပါတယ်။ BYD ရဲ့ဒီ project ဟာကဘာလျှက်စစ်က EV စီးကွက်ကိုလွှမ်းမိုးဖို့ရည်မှန်းချက်ကြီးမားတာကိုပြသနေရလို့သိရပါတယ်။ ဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့ BYD က San Francisco မြို့ထက်ကြီးတဲ့ EV ကားစက်ရုံကိုတိစောက်နေရဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။